thank uh you -huh. င်္ဂလာပါရှင်ခသစ် news ကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်မန္တလေးမြို့မှာစစ်ကောင်စီတပ်သားအချင်းချင်းပြစ်ခတ်မှုဖြစ်ပြီးတက်ချက်ကြီးတအူသေးဆုံးနေအကြောင်းတင်ဆက်ပေးပါမယ်ပြစ်တက်တဲ့တပ်သားထွက်ပြေးလွတ်မြောက်နေရလို့သိရပါတယ်မန္တလေးမြို့အင်းဝဘက်မှာလုံခြုံရေးတာဝန်ကြနေတဲ့စစ်ကောင်စီတပ်သားအချင်းချင်းပြစ်မှုဖြစ်ပြီးတက်ချက်ကြီးကိုတနက်ပြစ်တက်တဲ့တပ်သားထွက်ပြေးလွတ်မြောက်နေလို့စစ်ကောင်စီတပ်တွေလိုက်လံရှာဖွေနေပါတယ်မေလ25ရက်နေ့လယ်12နာရီချိန်မှာမန္တလေးမြို့အောင်မြေတာဇံမြို့နဲ့ဈေးကြိုနိုင်စဉ်အနီးကအင်းဝဘက်မှာလုံခြုံရေးတာ ာဝန်ကြနေတဲ့စစ်ကောင်စီတပ်သားအချင်းအချင်းမကြည်နက်ဖြစ်ပြီးပြစ်ခတ်မှုဖြစ်ခဲ့တာလို့သိရပါတယ်။အခြားအစင်တက်ချက်ကြီးကိုမကြည်နက်ပြီးတပ်သားကပြစ်တာလို့သိရတယ်။တက်ချက်ကြီးကတော့တည်တယ်မင်းကြီးကတည်လာကလေးကအသက်မပါဘူးလို့ပြောတယ်။အခြားအစင်တယောက်လည်းဒဏ်ရာရတယ်လို့စစ်ကောင်စီတပ်နဲ့အနီးဆက်သူတအုပ်ကပြောပါတယ်။ပြစ်ခတ်ပြီးထွက်ပြေးသွားတဲ့တပ်သားကိုစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့နန်တွင်အလေပိုင်းနိုင်စစ်ဌာနချုပ်လပကကိုလည်းညနေပိုင်းဆိုအဝင်အထွက်တင်းကျပ်တာတွေလှုပ်လာတယ်လို့အဲ့ဒီထဲမှာနေထိုင်သူတအုပ်ကပြောပါတယ်။ အချင်းချင်းပြင်းရင်လက်ကိုတန်းနေတာပဲအခုဘာမှမဆိုင်တဲ့ကိုတွေပါစီကန်းကျက်နေပြီလို့စစ်ကောင်စီရရှိတအုပ်ကပြောပါရယ်မနီကပြစ်ခတ်မှုအပြီးမှာတော့မန္တလေးဈေးကြော်ကဆိုင်တချို့လဲကြောက်လန့်ကပိတ်သွားတယ်လို့သိရပါရယ်နောက်ထပ်တစ်ပုတ်အနေနဲ့ဒေါအောင်ဆန်းစုကြည်ရရှိရဲ့ပြည်သူ့ကုန်ရင်ကုန်ပြူစုကိုတားဖြစ်သူကိုထိန်လင်းကကိုစားစုလက်ခံတဲ့အကြောင်းတင်ဆက်ပေးပါမယ်အမေရိကန်ပြည်ထောင်စုတက်ဆက်ပြည်နယ်ဟူစတန်မြို့မှာ16ကြိမ်မြောက်ပြည်သူ့ကုန်ရင်ကုန်ပြူမှုအခမ်းအနားပေးရချင်းမြင်ချင်းခံရတဲ့လူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်အတွက်သူ့ကို အစားတားဖြစ်သူကိုထိန်လင်းကစုလက်ခံရယူခဲ့တယ်လို့သိရပါတယ်။မေလ24ရက်ဒေသစံတော်ချိန်ညနေပိုင်းမှာကျင်းပခဲ့တဲ့အဲ့ဒီကဏ္ဍမှာ16ကြိမ်မြောက်ပြည်သူ့ကိုရင်ကုန်ပြုစုပေးရခြင်းမြင့်ခံရတဲ့လူထုခေါင်းဆောင်တောင်းဆန်းစုကြည်ကအာနာသိမ့်မြမစစ်တပ်ရဲ့မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာကြောင့်တားဖြစ်သူကိုထိန်လင်းကမစ္စတာကင်အရစ်ကကိုစားစုလက်ခံရယူခဲ့တာဖြစ်ပါတယ်။ဒီစုဟာမမီရဲ့စုံလမှုတွေကိုတာမကလွတ်လပ်တဲ့မြန်မာနိုင်ငံဖြစ်စေခြင်းနဲ့အိမ်မက်ကိုလည်းရှင်ညွှန်းပါတယ်။အဲ့ဒီအတွက်ကျွန်တော်တို့ဆက်လက်ပြောဆိုတွန်းလှန်ကြရ မယ်မကြမီဒီမိုကရေစီရမယ်ဆိုတာကိုယုံကြည်ရမယ်လို့ကိုထိန်လင်းကပြောပါတယ်အမေရိကန်အခြေစားပြည်သူ့ကုံရဲအတင်းကဂုံပြူမှုဘေးအခြေမြင့်ခံရသူဒါမှမဟုတ်အတင်းဖွဲ့ကိုဂုံပြူမှုနဲ့အတူဒေါ်လာ1000ဘေးအကုံပြူပြီးဒီနေ့အတွက်ဒေါအောင်ဆန်းစုကြည်ကိုရွေးချယ်ရခြင်းမှာအကြမ်းဖက်ဆက်အာဏာရှင်ကိုဒုမထောက်ပေးကြက်ကြက်ခိုင်တွန်းလှန်နေတဲ့စိတ်ခုံအားတွေကိုဥညွတ်ဂုံပြူခြင်းဖြစ်တယ်လို့ပြည်သူ့ကုံရဲအတင်းဘိုးလုံးမှုဆောင်ဖွဲ့ကထုတ်ပြန်ထားပါတယ် ဂုံပြူမှုကိုကိုစားစုလက်ခံခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့သားဖြစ်သူကိုထိန်လင်းကရရှိလာတဲ့စုငွေနဲ့ပတ်သက်လို့အခုလိုပြောပါရယ်ဒီစုငွေကိုမမေ့လို့ပဲမတရားဖန်ဆီးချုပ်နှောင်ခံထားရနိုင်ငံရေးအကျဉ်းသားမိသားစုတွေနဲ့လူငယ်တွေရဲ့ပညာရေးအတွက်အသုံးပြုပါမယ်ဒါဟာမမေ့ရဲ့စိတ်ဝင်စားဆုံးတွေကတခုပါဒီဂုံယူထိုက်တဲ့အတွက် Citizen of Burma အဖွဲ့အစည်းကိုလည်းအထူးကျေးဇူးတင်ပါတယ်လို့ပြောပါရယ်ဒါအပြင်နှစ်30ကျော်ကြာမြန်မာဒီမိုကရေစီအိမ်မက်အတွက်ဒေါအောင်ဆန်းစုကြည်ကအင်မတန်အရေးပါတဲ့ခေါင်းဆောင်တအုပ်ဖြစ်ခဲ့ပြီးစေအုပ်စုကအကျဉ်းချက ြည်သူတွေနဲ့ခွဲပြီးအတုအတန်ကိုတိတ်ဆိတ်သွားစေဖို့ကြိုးစားခဲ့တဲ့သူရဲ့စိတ်ဓာတ်ဝိညာဉ်အားကိုတော့ချုပ်နှောင်ထားလို့မရနိုင်ပါဘူးလို့ကိုထိန်လင်းကပြောပါတယ်။ပြည်သူကုံရင်ကုံပြမှုတွေကနိုင်ငံရေးစည်းကိုမျက်ချင်မပြန်လိုက်ပါနေတဲ့ပြည်ရင်းပြည်ပါကပြည်သူတွေရဲ့အတန်တွေလည်းဖြစ်တယ်လို့အတင်းရဲ့ပြောရေးဆိုခွင့်ရှိသူဦးကျော်ဝနာကကုံပြမှုပြည့်ရပွဲခန်းနာမှာပြောပါတယ်။1962ခုနှစ်အစ်စ်အာနာတင်ပြီးတဲ့ချိန်ကနေနိုင်ငံသမိုင်းရဲ့အမောင်ခေတ်တစ်လျှောက်လုံးမှာအများအကျိုးအတွက်ကိုကြိုးစွန့်ခဲ့ကြသူတွေကျွန်တော်တို့နိုင်ငံသားတွေတသမကလူပေါင်းလောကအတွက်စံပြ ာဖြစ်တဲ့သူတွေစဉ်ဆက်မပြတ်ပေါ်ထွန်းခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ဒီလိုလူတွေကကျွန်တော်တို့နိုင်ငံရဲ့မျှော်လင့်ချက်ဖြစ်ပါတယ်။ဒီလိုလူတွေကပြည်တွင်းပြည်ပကလူတွေကျေးဇူးတင်ရမယ့်သူတွေဖြစ်ပါတယ်။ကျွန်တော်တို့အမွန်မြတ်နဲ့ဂုဏ်ယူရမယ့်သူတွေ၊ဂုဏ်ပြုရမယ့်သူတွေဖြစ်တယ်လို့ဦးကျော်ဝနာကပြောပါတယ်။ ပြည်သူ့ကွန်ရီအသင်းကမြန်မာပြည်မှာ2021စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင်ဦးတော်လိုင်းရင်ပြည်သူတွေပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင် PDF တွေပြည်သူ့တပ်မတ်ကြီးဦးကျော်မိုးထွန်းနဲ့တွင်ဦးတော်လိုင်းရင်တွင်လူငယ်တွေရဲ့တီထွင်ဖန်တီးမှုတွေကိုပြည်သူ့ကွန်ရီကွန်ပျူမှုတွေဖြင့်ရွေးချယ်ပေးအပ်ခဲ့တာပါစစ်အာဏာမသိမ်းခင်ကလည်းကိုဗစ် -19 ကာကွယ်ကုသရေးဆွမ်းဆွမ်းတမန်ဆောင်ရွက်ခဲ့သူတွေဒေါက်တာရွှေလင်ဦးဆောင်နဲ့မန္တလေးမြို့တော်စီမင်းတိုင်ရိုင်းကော်မတီရန်ကုန်မြို့မိုးစလင်ကုသိုလ်ဖြစ်စေယုံ မန္တလေးမြို့ဖောင်တော်ဦးဖုံတော်ကြီးတင်ပညာရေးထက်တန်းကျောင်းမြို့သားဒီမိုကရေစီဖွဲ့ချုပ်ပညာရေးကိုရင်းနဲ့လူပုတ်ကိုရီတက်ကဆိုရင်ရန်ကုန်နိုင်ကိုညီမှုအတင်းဥက္ကဋ္ဌဦးကျော်သူစာရေးဆရာမဒေါ်တန်းမြင့်အောင်ဘာကတာကျောင်းသားကောင်းဆောင်မဖြူဖြူအောင်လို့လည်းပြည်သူ့ခုံရေးခုံပြမှုရရှိခဲ့ဘူးတဲ့လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ ပုံမှုကိုကားမှန်ချခိုင်းပြီလို့ပြူစော်တီကောင်းဆောင်ဖန်ဆင်းခံရပြီးရဲ့နောက်ဖြူဖွဲမှာ16ဦးနှုတ်ထွက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိထီလာမြို့နယ်မှာပုံမှုတုံမောင်းလာတဲ့ကောင်မှန်ချခိုင်းတဲ့ပြူစော်တီကောင်းဆောင်ဖန်ဆင်းခံရပြီးရဲ့နောက်ဖြူစော်တီဘွဲ့ဝင်16ဦးနှုတ်ထွက်သွားတယ်လို့သိရပါတယ်။စစ်ကောင်စီကပြူစော်တီကောင်းဆောင်စော်ယူထွန်းကိုပြီးခဲ့တဲ့မေလ15ရက်ကမိထီလာမြို့အဝင်တိုးကိတ်မှာဖန်ဆင်းခေါ်ဆောင်သွားပြီးအမှုဖွင့်ထားကြောင်းသိရပါတယ်။ဖန်ဆင်းခံရတဲ့ပြူစော်တီကောင်းဆောင်ကိုစစ်ကောင်စီကပုံမှန်905ကကြီးနဲ့အမှု ဖွင့်ထားပြီးလူမှုကွန်ရက်စာမျက်နှာမှာစစ်မှုတန်းကြီးကောက်ခံတဲ့ကိစ္စနဲ့ပတ်သက်ပြီးဝေဖန်ရှင်းသားတာကြောင့်ဖန်ဆီးခြင်းဖြစ်တယ်လို့သတင်းတွင်ထားပါရယ်ဒါပေမဲ့ပြည်သူစေပြူစောတိဖွဲ့များနဲ့နှိဆက်သူတွေကစော်ယူထွန်းကမိထီလာတိုးကိမ်မှာလုံခြုံရေးယူနေစဉ်မလိုင်မြို့နယ်ဘက်မှပုံမှုတအုံမောင်းလာတဲ့ကားကိုမှန်ချခံရမှာစကားများကြပြီးပုံမှုကငါအကြောင်းသိစရာမယ်လို့ချင်းချောက်ပြီးရင်နောက်ဖန်ဆီးခံရခြင်းဖြစ်ကြောင်းပြောဆိုမှုတွေရှိပါရယ်ပြူစောတိဖွဲ့မှနှုတ်ထွက်သွားသူများမှာဇေယဟင်းဆိုသူကပြူစောတိက၎င်းတို့ကစင်ပြစ်မှုများဖြစ်ပြီးပြည်သူစစ်က ကောင်းဆောင်တန်ဦးကိုဖမ်းဆီးအရေးယူခြင်းမှာမွေကောင်းကိုဖျက်လိုက်တယ်လို့ခန္ဓာကိုယ်အမိမှဘယ်သွားမှန်းမသိဖြစ်ခဲ့ရပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့ကမွေချင်းတူပြီးမြင်ပြမွေများတာဖြစ်ပြီးအမိမှလည်းကောင်းပါကြောင့်သိစေချင်ပါတယ်လို့လူမှုကွန်ရက်မှာရှင်းတာထားပါတယ်။ အဲဒီနောက်ဇီယာဟင်းဆိုသူပါဝင်18ဦးမှမိထီလာမျိုးဌာနပြည်သူ့အစ်အဖွဲ့မှနှုတ်ထွက်ကြောင်းအသိပေးပါတယ်လို့မျှဝေထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ခရိုင်ကဖြစ်ချလိုက်တဲ့စစ်ကောင်စီ MISMT ရဟယင်မှာအိန္ဒိယနိုင်ငံထုတ်ကြီးကများတက်ဆင်ထားပြီးစစ်ကောင်စီနဲ့အိန္ဒိယကြားထဲထဲဝင်ဝင်ပတ်သက်မှုကိုမိမောင်းထုတ်ပြတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကချင်လွတ်လပ်ရေးတပ်မတော်ခရိုင်ကနေမေလ20ရက်နေ့ကဖြစ်လိုက်တဲ့စစ်ကောင်စီရဲ့ရဟယင်မှာအိန္ဒိယနိုင်ငံထုတ်ကြီးကတွေတက်ဆင်ထားတာကိုတွေ့ရကြောင်းလက်နက်သုံးသပ်ချက်တွေအစဉ်တစိုက်ရေးသားနေတဲ့ Technical Reporter 2. ီလိုကနေတုံးသက်ဖော်ပြပါရယ် KIA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ပြစ်ခတ်မှုကြောင့်ရွှေကူမျိုးနယ်မှာပြစ်ကြခဲ့တဲ့လေတန် MISMT ရဟန်းရင်မှာအိန္ဒိယကုမ္ပဏီ MKU ထုတ်ကြီးကရီထပ်ပိုတက်ဆင်ထားတယ်လို့ရဟန်းရင်ကရရှိထားတဲ့ဒစိမ့်အမှတ်သားတွေကတက်တည်ခံနေရလို့ဆိုပါရယ်တိုက်ခိုက်လက်နက်တော်မဟုတ်ဘူးပေါ့ရုရှားကဝယ်တဲ့ရဟန်းရင်မှာအတွင်ကန်အတွက်အိန္ဒိယကုမ္ပဏီထုတ်ကြီးကရီထပ်ပိုတက်ဆင်ထားတဲ့ပုံစံမျိုးပါလို့ဆိုပါရယ်အိန္ဒိယကုမ္ပဏီ MKU က ကပ်ဘရိုနာမည်နဲ့ဂျီကဘလတ်စတီပရိုတက်ရှင်ဆိုလူရှင်းတွေထုတ်လုပ်ပြီး night vision လိုမျိုးပစ္စည်းတွေကိုလည်း natro ဆိုတဲ့နာမည်နဲ့ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။ကပ်ဘရိုကစစ်တီအုတ်ထုံးဂျီကပြားရီကစားလို့ဂျီရီလေးစစ်သုံးရင်မျိုးစုံအတွက် armor placed plastic protection solution ၏အထူးထောက်လုပ်ကကုမ္ပဏီရဲ့ website မှာလည်း UA60 black work CH47 chinook MISMD MI အပါအဝင်ယဟန်ရင်အမျိုးမျိုးအတွက် plastic protection solutions armor plus တွေရှိနိုင်ကြောင်းဖော်ပြပါရယ်ပြကြသွားတဲ့ယဟန်ရင်မှာတက်ဆင်ထားတဲ့ပစ္စည်းတွေရဲ့ထုတ်လုပ်တဲ့နှစ်ကအခု2025ခုနှစ်ဖေဖော်ဝါရီလကစလို့ရှိသားထားတာကြောင့်ပြကြသွားတဲ့ MISMD မှာအဲ့ဒီပစ္စည်းတွေတက်ဆင်ထားတာကမကြသေးဘူးလို့သိရပါရယ် technical reporter 2.0ကစစ်ကောင်စီနဲ့အိန္ဒိယ defense interest ဒီကြားထဲထဲဝင်ဝင်ပတ်သက်နေရဆိုတာကိုထပ်မံမိမြောင်းထိုးပြတဲ့ဥပမာတစ်ခုလည်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။အိန္ဒိယအစိုးရကတရုတ်နီးသူမြန်မာနိုင်ငံကြီးမှာတိတိတသားဝင်ရောက်ဆက်ဖက်နေတာကိုလည်းတစတစနဲ့တွေ့မြင်နေရပါတယ်။မေလ၁၄ရက်နေ့မှာလည်းတမူပကဖအဖွဲ့မှတော်လိုင်းရေပေါ်ဆင်ဦးကိုလည်းအိန္ဒိယနေသားဆောင်တပ်တွေကနေဖမ်းဆီးခေါ်ဆောင်တပ်ဖြတ်ခဲ့ပြီးအလောင်းပြန်ပေးခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG အစိုးရကအိန္ဒိယအနေနဲ့စုံစမ်းစစ်ဆေးအရေးယူပေးဖို့တောင်းဆိုထားပါတယ်။ကြာရှုံးရေပေါ်ရဲ့အလောင်းတွေပြန်လည်တောင်းခွရာမှာလည်း ပကဖားရဲဘော်ရီအိန္ဒိယနယ်နိမိတ်တွင်ဝင်ရောက်ကစတင်တိုက်ခိုက်တာကြောင့်နေနင်းခံရတာဖြစ်သောနိုင်ငံနယ်နိမိတ်ချန်စီယိုခတ်မှုကိုမကန့်ခွက်ဖို့သဘောတူကြောင်းချက်တွေပါတဲ့ခံဝန်ကို NUG ရဲ့မြန်မာဘက်ကတာဝန်ခံတွေကိုခေါ်ယူထားကဖိအားပေးလက်မှတ်ထိုးစေပြီးမှလွှဲပြောင်းပေးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။